တကယ်ပဲလူလောကမှာနေကြထိုင်ကြရတာပျော်မွေ့စရာကောင်းရဲ့လားချမ်းမြေ့စရာကောင်းရဲ့လားနဲ့ဆိုရင်လူတွေတိတ်ပျော်မွေ့တဲ့ပုံတရားမရှိပါဘူးဗျာတိတ်ချမ်းမြေ့တဲ့ပုံတရားလည်းမရှိပါဘူးဗျာဟိုးဗကန်ခေတ်ကလေးကကျုပ်တို့တိုင်ပြည်ဟာဗုဒ္ဓဘာသာနိုင်ငံတော့ဟုတ်တယ်ဗကန်ခေတ်ကလူတွေလည်းတိတ်ပျော်မွေ့နေကြတဲ့ပုံမရှိပါဘူးအင်းဝါခေတ်ကလူတွေလည်းတိတ်ပျော်မွေ့နေကြတဲ့ပုံမရှိပါဘူးဟိုးကုန်းပေါင်းခေတ်လူတွေရောမေးတော့လေကုန်းပေါင်းခေတ်လူတွေဆိုရင်လည်းပိုးတောင်ပျော်မွေ့တဲ့ပုံတရားမရှိပါဘူး ဘာလို့ဆိုရှင်ပြင်းတွေကအုတ်ချုပ်နေတာပဲအုတ်ချုပ်တဲ့အခါရှင်ပြင်းတွေကလည်းသူတို့မထင်မထင်သလိုတတ်ကြဖြတ်ကြလူကြရက်ကြညီလို့တဲ့သူကအကိုလို့တဲ့သူရဲ့ထီနှံကိုလောက်ကြံပြီးတော့ယူသားတို့သားလို့တဲ့သူကအဖေလို့တဲ့သူရဲ့ထီနှံကိုလောက်ကြံပြီးတခါလာယူသားတို့သူတို့ကအဲသူတို့သာထီနှံရမယ်ဆိုလို့ရှိရင်ဘုသူတရားတရားလို့ဆိုတဲ့ဟာမျိုးလို့ဖြစ်တယ်ဆိုရယ်ဒါဘုရားဘာသာဘယ်ထုံကားလို့လဲပေါ့တယောက်နဲ့တယောက်ဟာပฏิပက္ခတွေဖြစ်နေတာပဲလို့ပြောရအောင် အဲ့ဒါလို့တင်လားလို့မေးတော့လူတွေလည်းမွေးကြပါတယ်ကုန်းကုန်းခေတ်ကလူတွေလည်းမွေးတာပဲဟိုဘက်ကအိမ်ဝခေတ်ကလူတွေလည်းထိုးတီးလကောက်မွေးတာပဲပကံခေတ်ကလူတွေရဲ့အနေထားကြည့်ရတော့လည်းမွေးကြတာပဲဗျလူတွေမွေးကြတယ်ဘယ်ကုန်းကုန်းခေတ်ကလူမွေးတာဆိုရင်တို့တို့ရွာတွေကိုကြည့်လိုက်လို့ရှိရင်ရွာတွေကအိမ်နဲ့တူတဲ့အိမ်ရလို့ပါမရှိပဲတဲတွေလိုလိုလောက်ပဲရှိတာဗျာလား တို့တို့ရဲ့ဘိုးဘူးနာတို့ရွာလို့ဆိုရင်ဘိုးဘူးနာတို့တောင်မှတဲကြီးထဲမှာနေနေကြတေးတုံရှိသေးတယ်လို့ပြောရမှာပေါ့ဗျာသူတို့အိမ်ကအိမ်လည်းမဟုတ်ဘူးတဲကြီးထဲပဲအဲအတွင်းထဲမှာတော့စင်ထိုးထားရတာပေါ့ဗျာမြေဆိုင်ထိုးထားရတာပေါ့အဲလို့သူတို့ဆိုရင်လည်းတကယ်ပဲမိသားဖာသားညီကိုမောင်နှမတွေနဲ့ဒါမိသားစုပဲဗျာအဲ့မိသားစုမှာကိုတဲနဲ့နေနေရတေးတုံမှရှိတယ်လို့ပြောကြတယ်တဲနဲ့နေတာကတို့ဗမာတွေရဲ့ထုံးစံနဲ့တူတယ် ကျုပ်တို့ရွာတွေလည်းပဲကျုပ်တို့အမိများငယ်ငယ်တော့ဟာတဲတွေလောက်လို့ပြောရပါပဲဗျထန်းလက်တွေမိုးလို့ပေါ့ဗျကျုပ်တို့ရကတော့ထန်းလက်ရှိတာဆိုတော့ထန်းလက်တွေမိုးပြီးနေကြတော့အကာစုထရန်တော့မကနိုင်ဘူးလေရွာထဲမှာတအိမ်နဲ့ထရန်ကားတဲ့အိမ်ရှိတယ်လေအဲ့ထရန်ကားတဲ့အိမ်ကထရန်ကိုဇလီတတ်တဲ့အခါမှာဟိုအစိုးရဖျားတွေကိုဖိတယ်ဟာပေါ့နော်အဲ့ဇလီတတ်တာတောင်မှဇီးသားကိုချမ်းပြီးတော့ဇလီတတ်ထားတာလို့ပြောတယ် ဟိုပြင်ပြားနဲ့တောင်ဖီလီမတတ်နိုင်ဘူးပေါ့ဗျာအဲ့တော့ပြောမစင်လူတွေရဲ့အနေအဖြစ်စုပ်ပါရဲ့နှုတ်ပါရဲ့လို့ဒီလိုပြောရမှာပေါ့နော်ဒါကျွတ်တို့ရွာတရွာလဲလာမင်းရွာနီးချုပ်ဆက်အတူတူပဲအဲကျွတ်တို့လွတ်လပ်ရပြီးနောက်ဘိုင်းလောက်ရောက်တဲ့ခါကျကျွတ်တို့လည်းရန်ကုန်စီသွားတာပေါ့ဗျာသွားတဲ့အခါလမ်းဘေးမှာအိမ်တွေတွေ့တာပေါ့ရွာတွေတွေ့တာပေါ့အောက်ပြေကအိမ်တွေကဟာဘယ်နဲ့အိမ်တွေလို့တူပါလားလို့တောင်ကြုတ်ရှင်ဖြစ်တယ်ဗျာကျွတ်တို့အညာမှာဟိုးဟိုးမို့အဲ့ဒီအချိန်မှာအိမ်လေးတွေက เนี่ยแข่งกันขั้นๆกะเลนี่ป่ะเปียဖြစ်ไปแหละอ่าออตุออตาดิไอ้ตัวน่ะตรุโลเวสบาซี้อ่ะแหละอตอญั่นนี่เนี่ยตู่ว่ะเลยไอ้ตัวตรุโลเวชีวะဖြစ်ပုံမရဘူးအဲ့လို့ဆိုတော့တို့အိမ်တောင်မှဟုတ်ဒီဘက်ဒီဆောင်းနေရတဲ့ပုံရှိဘူးရန်ကုန်မှာနေနေတဲ့အမတို့ကတို့ရဲ့အတိမိတ်ဆွေဖြစ်တဲ့တချို့တလေရဲ့ယွာတွေသွားလို့ရှိရင်တို့သွားလို့ရှိရင်ဟောလူတွေပြားနေတာပဲလို့ပြောတယ်ဘာလို့ဆိုတော့တို့အဲ့ခံစရာဘာမှမရှိဘူးလို့ပြောတယ် အဲဘာနဲ့ကြွေးမလဲဘာတို့ဘိုင်းချက်ကြွေးမလဲဆိုရင်တော့ဘာကုန်းပေါ်လို့ပြောတယ်တဲ့သူကဘာကုန်းဆိုတာဘာတော့လဲဆိုတော့အဲဘဲဥလည်းဖြစ်ချင်တာဖြစ်ပဲဘူးဒီလည်းဖြစ်ချင်တာဖြစ်ရပေါ့အဘူးဒီလည်းရှိတယ်ပေါ့သူတို့အိမ်ပါစိုက်ထားတာဘာရှိဘူးဒါရှိရလို့ပြောတယ်ဘူးဒီရဲ့အိမ်ပါမွေးထားတဲ့တကောင်တကောင်မွေးထားတဲ့ဘဲဥရဲ့ဘဲဥရဲ့အဲဒါပဲရှိတာလည်းဘာကုန်းနဲ့ကြွေးရပါပဲလို့ပြောတယ်တဲ့ဒါပြောပြောမစရဲ့ အဲ့ဒီတော့ကအထီတောင်မွေးနေသေးတော့မပြောကြပါဘူးနော်ကျုပ်တို့ဘမတကယ်တမ်းသာကျုပ်တို့ဘမတွေဟာညီညီညွတ်ညွတ်လွတ်လွတ်လပ်လပ်နဲ့နေရလို့ရှိရဲ့ဘဲသိပ်မွေးပတော်ဘူးဗျချမ်းသာကြပါပါအဲ့တော့ဘူလာဘောတာတမီလည်းပဲညီညွတ်ညွတ်နေကြတော့တကယ်ညီညွတ်အောင်ကြိုးစားပြီးနေကြပါနော်တတ်နိုင်သမျှအထိဒီခံပြီးတကလားညီညွတ်အောင်နေကြပါဘလောက်ရန်လှုပ်လို့ကွမ်းနေရန်ပြန်ပြီးမလှုပ်ကြပါနဲ့နော် ညီညွတ်တာတိတ်ကောင်းနေပြဒါစကားစမ်းလို့ပြောသွားတာပါညီညွတ်ရင်ချမ်းသာပါဗျာပြုလို့ပမာတွေကဗကံကိကလည်းညီညွတ်ခဲ့တာမဟုတ်ဘူးဗျာဘာလို့ဆိုရှင်မင်းနေရသူတို့ကိုစားတကြီးကိုအုပ်ချုပ်ခိုင်းတာဗျာတကြီးဆိုတဲ့သူကလည်းပဲသူကမင်းမယ်ဥစားရွာမှာတော်ဘူးကြမဲ့ပုံရှိတယ်ပြုလို့ရွာမှာတကြီးကရှင်မင်းကိတကြီးမဟုတ်ဘူးအင်္ဂလိပ်ကိတကြီးအဲကျိုးတို့ရဓမြတိုက်တဲ့အခါကျတူကနေပြီးတော့အမေဓမြတွေပေါ့ရက်ဖယ်ရီနဲ့လာတိုက်တာ ျမတက်ခါစားကျမမရောက်သေးဘူးဘယ်ဘယ်ဒီနဲ့လာတင်များတိုက်တဲ့ဓမြတွေကိုနှလုံးဘူးနဲ့တခါတည်းသူကနေရင်ဆိုင်တိုက်ပွဲလုပ်တာရင်ဆိုင်တိုက်ပွဲလုပ်တာဓမြတွေကိုအများကြီးတိတ်ခုံတာဗျာတကြီးကလည်းပဲတော်တော်ကိုတော့အာထုတ်ပါထုတ်တော့လုပ်တယ်အဲ့ဒီကြီးကအဲ့ဒီကောင်းကင်ရွာဓမြတိုက်တာကိုသူ့ဆုပေးမှဖြစ်တဲ့အတွက်မြို့သွားပြီးတော့ဆုယူရင်းနဲ့ကြီးပန်းပြီးသူတေချာရောက်လို့သူတို့သိရတယ်ဆိုလိုတာကသူ့နောက်တကြီးကြတော့လည်းပဲအဲ့ဒီကြီးကို တို့ရွာနေကျို့လို့ရွာနေဆိုရင်အမိုင်ဝက်လောက်တော့ဝေးဦးပါတမိုင်ရော့ရော့လောက်ပြန်ဝေးမလားမသိဘူးကျို့လို့ရွာလူတွေကနေပြီးတော့အဲ့ဒီတကြီးစည်းဖို့မြင်းရဲ့မြင်းစာကိုတိန်ကိုတနေ့တနေ့သွားတော့ပို့ရတယ်မြင်းစာဆိုတာကတော့နွားစာလို့မဟုတ်ဘူးနုနုကလေးစင်ထားတဲ့မြင်းစာပေါ့နော်ဒီမြင်းစာကိုတော့မှသူ့ဟာသူရိပ်မကြွေးဘူးလေဗျာရွာလူတွေကနေပြီးတော့သူစည်းတဲ့မြင်းအတွက်ခရတလဲစီကြွေးရတယ်လို့ဆိုတော့ ဘလောက်ပူကြမယ်ဆိုတော့စဉ်းစားကြည့်တော့လို့သူတို့ပြောရမှာပေါ့ဒါကအင်္ဂလိပ်ခေတ်ဖြစ်ပြီးအဲအဲ့ဒါတောင်မှရှိတာဆိုတော့လူတွေကအဲ့ဒီလိုမျိုးလို့ပူကြတယ်ဗျပူကြတာဟာလူလောကအတွက်တော့တော်တော်မကောင်းဘူးအဲ့တော့ခင်ဗျားတို့ကလည်းပူမကြချင်ကြတယ်နော်ခင်ဗျားတို့လည်းပူကြနိုင်တဲ့လူရှိမှာပဲပူမကြကြပါနဲ့ပူမလို့ချင်ကြပါနဲ့လို့သူတို့ပြောရမှာပေါ့လူကပူလို့ချင်တယ်ဗျကိုယ့်ထက် အထက်ကကြာနေတဲ့လူကိုမနိုင်လို့သာကိုကနေပြီးတပည့်လောက်ရင်လောက်အောင်ပဲဗျာဘူးလို့ချင်နေဗျာလူကကိုကမဘူးမလို့ရင်လည်းကို့ဘူးလို့လို့သွားကြတာဗျာကို့ဘူးလို့တာကိုမဖြစ်ရလျောက်ဆိုကိုကဘူးလို့လို့ထားကြတာလို့သူပြောကြပါစို့နော်ဘူးဖြစ်အောင်လုပ်ကြတာဗျာအဲဘူးစိတ်တွေတိတ်မမွေးကြပါနဲ့လို့သူပြောရမှာပေါ့နော်ဘယ်လိုစိတ်မွေးရမှာလဲအညီမြစိတ်မွေးပါညီမြစိတ်မွေးကြညီမြစိတ်မွေးကြရင်ညီညွတ်ပါပဲ ကိုယ်ဥမှာခိုင်းတဲ့လူကလေးဖြစ်ခြင်းဖြစ်ပါခိုင်းတဲ့လူလည်းသူလည်းနှားထားတာပေါ့သူမရှိလို့ပါလားလို့တဲ့ဆိုရင်အညီမျှထားပါကိုယ်စိတ်အဲ့လိုဆိုလို့ရှိရင်ဒါချမ်းသာပါဗျာချမ်းသာပါဆိုတာစိတ်ချမ်းသာမှာကလေးတွေပြောတာမကဘူးစိတ်ချမ်းသာရင်လူလည်းချမ်းသာပါဗျာနော်မူကြီးတဏ္ဍာရီလည်းချမ်းသာပါဗျာအောင်မြင်မှလို့တို့များကြီးကနော်အဲကျုပ်ပြန်အဲ့ဒီလွတ်လပ်မှုဆိုတဲ့ချမ်းသာကိုတနေ့လေးကတောင်တွေးမိတယ် ်တနည်းလေးကတွေးမိတယ်ဆိုတာကျုပ်တို့နောက်ကိုကျုပ်တို့ SP ကလည်းလိုက်နေတာပေါ့လားလိုက်နေဆိုကျုပ်ကတော့အထူးမချမ်းသာတာတော့တိတ်မဖြစ်ပါဘူးဘာလို့လဲဆိုတော့ဓမ္မကြီးကဒီစဝတ်တယ်ဆိုတဲ့ကျုပ်တို့ဒါအုပ်ချုပ်ရေးလိုက်နေရရှာတာလားသူတို့လည်းကျုပ်တို့ကမင်းလင်းချန်နေတယ်မင်းလင်းချန်နေအဲလမ်းမကြီးနဲ့ဆိုရင်ဂိုက်တရားလောက်ဝေးအဲဂိုက်တရားရှိတဲ့လမ်းမကြီးဘေးမှာကျုပ်တို့မင်းလင်းချန်မှာတစ်နှစ်လောက်နေတာတစ်နှစ်လောက်ရဲတယောက်ချတာဒါကျုပ်တို့စောင့်ကြည့်နေတာပေါ့ အဲ့လိုဆိုတော့ခံရပါကများနေပြီလို့သူပြောကြပါသူအဲ့လိုကြောက်တတ်သလားကြောက်လို့မကြောက်တတ်ဘူးလေလို့လားကိုဘဘာမှမမဟုတ်တာမှမလုပ်တာဆိုတဲ့သဘောမျိုးနဲ့မကြောက်တာဗျာဒါလေးလည်းပုံလေးတစ်ခုပြောရမယ်ကျုပ်ဖတ်ရစာလေးပေါ့ရွာတရွာမှာမကြီးပင်ကြီးတပင်ကနှုတ်နေတော့ရွာသူရွာသားတွေကရွာနဲ့မနီးမွေးမှရှိနေတယ်မကြီးပင်ကြီးကိုမကြီးရခူးကြတာပေါ့ဗျာအဲ့နောက်မှာစစ်တပ်တရရောက်လာတယ်အောက်ပြစစ်တပ်ထင်ပါတယ်အောက်ပြစစ်တပ်ဆိုတာ မွန်စစ်တပ်ပေါ့နော်အဲမွန်စစ်တပ်ကနေပြီးတော့ဒီလူတွေထဲမှာတတ္တိရှိလူဘယ်လောက်ရှိတယ်လဲဆိုတာသိကြတာ ਨੇ သူ့ရဲ့တပည့်တွေအဲ့မကြီးပုံပေါ်မှာတက်ပြီးမကြီးရခုနေလို့သွားရိုက်ချတာကွာခင်ဗျာအဲ့စစ်သားတွေကတော့သွားရိုက်တာပေါ့သွားရိုက်ဖို့အတွက်သွားကြတာပေါ့နော်ဟာစစ်တပ်ကသူ့ကိုရိုက်ဖို့အတွက်လာပြီးဟာလို့ဆိုပြီးတော့မကြီးပုံကနေပြီးတော့ဆင်းဆင်းပြီးတော့ပြေးကြတာဆိုပဲတယောက်တည်းကြံနေတယ်မကြီးပုံက အဲ့ဒီမကြီးဘုံကလူကတော့သူစဉ်းစားတယ်။ဟာငါတို့မကြီးဘက်ကူစားတာဘာမင်းပြမင်းတန်ရှိလို့လဲ။ဒါတွေကများငါတို့ရိုက်တယ်ဆိုရင်ငါတို့သိုးလို့မဟုတ်ဘူးသူရိုက်တယ်လို့သိုးလို့ပဲ။အပြေးဥခံကတော့မကြီးဘက်ကူစားလို့ရိုက်တယ်ဆိုပဲ။ဒါသူတို့လူသိုးတွေပဲပေါ့။ကိုကမကြီးဘက်ကူစားတာဟာဒါဒလိထုံးစားမယ်ဘာရိုက်เสียရှိလဲ။သူကမပြေးဘူးတဲ့။မပြေးတဲ့အခါကျတော့မှာ ိုရိုက်တဲ့လူတွေကိုဒီရိုက်ခိုင်းတဲ့ဆရာနေပြီးတော့အဲ့လူခေါ်ခဲ့မရိုက်နဲ့အဲ့လူခေါ်ခဲ့ဒါနဲ့အဲ့မကြည့်ရခုတဲ့လူကိုသူတို့အကြီးကြီးခေါ်သွားတာမင်းသူများတွေပြေးသွားမင်းဘာလို့မပြေးတာလဲမသိဘူးအာကျွန်တော်ကြည့်ရခုစားတာဘာမှမတရားတာမရှိဘူးပေါ့ဘာမှမတရားတာမရှိဘဲနဲ့အဲကျွန်တော်ကဒါဖရာတို့ရိုက်မယ်ဆိုလို့ရှိရင်ဘာမှကိုမတရားတာမရှိဘဲနဲ့တောင်ရိုက်မယ်ဆိုရင်ဒါဘာတတ်တယ်ပါလဲရိုက် ကျွန်တော်တို့နေလိုက်တာပဲဒီဟင်းတော့တော်တတ်ရှိတဲ့ပုံပဲပါဘူးသူ့ရာထူးရခံနေပေးတာလေကြာတာအဲ့ဒါဆိုလို့ရတော့ကိုဖြူစင်ရင်ရိုက်မအောင်မကြောက်ပါဘူးရိုက်မအောင်မကြောက်တဲ့သူကိုလည်းလူရမရိုက်ဘူးဗျာရိုက်မအောင်ကြောက်လို့ရှိရင်တော့လေဘိုးရိုက်ခံရတယ်ဗျာဥမာလူခွေးကြိုက်တာကိုကြည့်ပြုတ်လို့လည်းတိတ်မသိပါဘူးခွေးကြိုက်တတ်တယ်အိမ်ကဆိုလို့ရှိရင် သူတည်တနာလှုပ်ထားတဲ့သူကနေပြီးတော့ပြောတယ်ပေါ့ဇာလေးရေးတယ်ပေါ့နော်ဘယ်လိုရေးအောင်ဆိုခွေးကကြိုက်မယ်ဆိုရင်တဲ့ကြိုက်ဖို့ဩဆိုလူတန်းကိုလာပြီးဆိုလူကကြောက်တယ်တဲ့ကြောက်တဲ့အတွက်ကြောက်တဲ့အနံ့လူစီကထွက်တယ်ခွေးရဲ့နှာခေါင်းကလူရဲ့နှာခေါင်းထဲအစတတန်းလောက်ပို့ပြီးတော့အနံ့ခံအားရှိတယ်တဲ့ကြောက်တဲ့လူရဲ့အနံ့ကိုသူရတယ်အဲ့တော့ခွေးကကြိုက်ဝတ်တာပေါ့မကြောက်တာမကြောက်နဲ့လေခွေးကမကြိုက်ဘူးလေညာကဲ ကြည့်တော့ဗျာနော်ခွေးရတော့မှမကြောက်တဲ့လူကိုကြိုက်ဘူးလေဗျာဟုတ်ပါဗျာကျုပ်တို့ကလည်းခွေးသိပ်မကြောက်တတ်တာဆိုတော့တခါဗျာဗန္ဒလေးရဲ့ညာကြီးမှာကလေးလေးတယောက်ကိုကျုပ်ကလက်ကဆွဲလို့ဒီတော့ကနွားနှုတ်ကြိုင်လားဘာလားမသိဘူးပါတယ်လက်တစ်ဖက်ကလည်းလက်တစ်ဖက်ကကလေးကြိုက်ထားတယ်ခွေးဦးကြီးကတခါလည်းကျုပ်ချူဟောတဲ့ခါလည်းလာပြီးတော့ရန်လို့ရန်လို့တော့ကလေးလွတ်လိုက်ရင်တော့ကလေးခွေးကြိုက်ခါတော့ကြောက်ပြီးပြေးမှာဟုတ်သူကဒီနွားနှုတ်ကြိုင်ကလည်းလွတ်လိုက်လို့ရှင်လဲအကုန်နွားနှုတ်ကြိုင်ကိုဖိတ်ကုန်တော့မှာ အဲ့တော့လက်နှစ်ဘက်ကလည်းမအားဘူးဆိုတော့ဒီခွေးတွေလည်းကိုကဘယ်နှမပြန်လို့လို့မရဘူးလို့ဆိုတော့အဲ့လိုလွမ်းလို့ကြိုင်ကန်ပြီးတော့ဒီဘက်ကခက်ကလေးလည်းလက်တစ်ဖက်ကဆွဲပြီးတော့ခြိတော့နဲ့ဖနောက်နဲ့တခါတည်းမြေကြီးကိုဖနောက်နဲ့ပေါက်ပဲဘာလဲကွာလို့တခါတည်းခွေးတွေကိုဟောက်ခွေးတွေရပ်သွားတယ်တကောင်းကောင်းကန်ပြီးတော့ပြုတ်ကြည့်လိုက်အဲ့တော့အော်ဟုတ်ပါပဲလို့သူတို့သူတေသနာပြုတ်ပြုတ်ထားတာနဲ့တော့အတော်ပဲပေါ့အဲ့တော့ဆိုလိုတာကတော့ကြောက်တတ်တဲ့သူကအချိန်ချင်းတည်ရတယ်လို့ဆိုတဲ့ဟာအတိုင်းပါပဲဗျာ အဲ့ဒါလေးနဲ့ဆက်ပြီးတော့လည်းပြောပဲဘိုးဘွေမကြောက်နဲ့တော့ကြားလာမကြောက်နဲ့တကယ်ပြောတာကြောက်ရမှာရှိတော့ဘာကြီးဝင်လည်းမကြောက်နဲ့နော်ဘာကြီးဝင်စိတ်ကြောက်ပါဘူးကျတို့ဘယ်ဖြစ်တော့တော့ပါပဲလာပြီးတော့အဲတရားရုပ်ပါလားလာနေသေးတာပဲအဲမဝင်ပါဘူးဆိုကြောက်ပါကြနော်ကြောက်ပါဗျာမကြောက်ရတော်သေးတော့ပါဟုတ်ပါမင်းတို့လည်းလာနေတော့ပါပဲဒါသူတို့ကတော့မကြောက်ကြနဲ့တော့နော်လို့ပြောခြင်းတယ်